ားလုံးမင်္ဂလာပါ Durant Visual ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဘာဘူးတင်ကတော့ Champion League ရဲ့ဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့ Istanbul Rampet မှာ Galatasaray ကိုသွားပြီးတော့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက်ကိုနီးပြဖြစ်သူ Arne Slot ကမင်းညကလေးကဒါပွဲကြိုသတင်းစာရှင်းလင်းပွဲလှုပ်လာခဲ့တယ်ဗောလေအဲ့ဒီပွဲကြိုသတင်းစာရှင်းလင်းပွဲကိုနီးပြဖြစ်သူ Arne Slot နဲ့အတူပဲဒါတိုက်စစ်ကသမားဖြစ်တဲ့ Shuko Ikitiki ပါတက်ရောက်လာခဲ့အဲအဲ့ဒီသတင်းစာရှင်းလင်းပွဲမှာနီးပြဖြစ်သူ Arne Slot ကခီးစားကိုခြံလက်ခဲ့တဲ့အကြောင်းအရာတွေ ။အဲပြီးရင်လက်ရှိလီဗာပူးရဲ့ခံစစ်ကစားပုံတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒါပြောသွားတယ်။တခြားစိတ်ဝင်စားစရာအကြောင်းအရာတွေလည်းသူပြောသွားသေးတယ်ပေါ့လေ။အဲအဲ့ဒီမှာပထမအုပ်ဆုံးဒါသတင်းစာရှင်းလင်းပွဲမှာဒါနေ့သတင်းနောက်ဖြစ်သူကနီးပြကိုဗာမေးလဲဆိုတော့ဒါခီးစားကိုခြံလက်ခဲ့တဲ့အကြောင်းအရာနဲ့စတင်ခဲ့တယ်ပေါ့လေသူတို့ခီးစားကိုခင်ဗျားအနေနဲ့ဘာကြောင့်ခြံလက်ခဲ့တယ်လဲပြီးခဲ့တဲ့ညာ ASEAN တန်းရာလီယိုနီယာသွားပြီးတဲ့နောက်ပိုင်းမှာကလေးကခီးစားကိုချန်ပီယံလိလူချင်းမှသူထည့်သွင်းခဲ့တယ် တို့ပေမဲ့ဒီအချိန်မှာဘာကြောင့်ခြံလက်ခဲ့တယ်လဲဆိုတာသူစပြီးတော့မေးခဲ့တယ်တတင်းတော့ဖြစ်သူကပေါ့လေအဲအဲ့ဒီနေရာမှာဒါနီဗျာဖြစ်သူအာနိစလော့ကဘာပြန်ပြောခဲ့တယ်လဲဆိုတော့နီဗျာဖြစ်သူအာနိစလော့ကဒါခီးစောက်ကိုကျွန်တော်တို့လီယိုနီတန်ရရပြီးသွားကလေးကချန်ပီယံလိလူစင်းကိုထည့်သွင်းပြီးတော့ရွေးချယ်ခဲ့တယ်အဲဒါလက်ရှိမှာဆိုရင်လည်းခီးစောက်ကပရီးမီးယားလိမှာပေါ့ခါရာဘောင်ကပ်မှာပေါ့သူဘလောက်ထိအောင်ကောင်းလဲဆိုတာသူတတ်တည်တည်ပြတယ်အဲကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်တွေကလည်းပြောပြီးသား ဒါခီးအေးစားဆိုတာကဘလောက်ထိအောင်ပွဲချိန်နေကျွန်တော်တို့တိုးပေးတင့်နေတဲ့ကစားသမားတအူဖြစ်တယ်ဆိုတာလေသူပြောပြီးသားဖြစ်တယ်ပေါ့လေဒါလက်ရှိမှာဆိုရင်လည်းခီးအေးစားကတကယ်ကောင်းတဲ့ဖောင်ပုံစံတစ်ခုကိုရထားပြီးအဲ့အတွက်ဒီကစားသမားကိုဒါပွဲချိန်ကစားပေးတဲ့မိနစ်တွေကိုပိုပေးရမယ်ဆိုတာကောင်းကောင်းနားလေတို့ပေမဲ့ Crystal Palace ကို2-1နဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာဒါနှစ်ကိုယ်တစ်ကိုယ်နဲ့ရှုံးနေခဲ့တဲ့အဝေးဝင်ပွဲစဉ်မှာဆိုရင်ခီးအေးစားအနေနဲ့ကလူစားဝင်ပြီးတော့ကစားခဲ့တယ် အဲ့ဒီလူသားဝင်ကစားခဲ့တဲ့အချိန်မှာခရီးစားအနေနဲ့ကဒဏ်ရာပြဿနာအချို့နဲ့ကြုံတွေ့ခဲ့ရတယ်။ဒါကြောင့်မလို့နောက်လာမယ့်ပွဲစဉ်ကလည်းချယ်ဆီနဲ့ဒါအဝေးဝင်ပွဲစဉ်ဖြစ်တဲ့အတွက်မလိုလားအပ်တဲ့ကစားသမားရှိကရစ်ရှူတာကြီးကျွန်တော်တို့မလုပ်ချင်ဘူး။ဒီအတွက်ခရီးစားကိုဒါအိမ်မှာပဲထားခဲ့ရတယ်ဆိုပြီးအာနေစတော့နေကဖြည့်ရှင်းလာတယ်။ဆိုတော့ဟိုအာနေစတော့ပြောတော့တာကဗျာခရီးစားဒဏ်ရာပြဿနာအနေငယ်ကြုံထားလို့အဲပြီးရင်ချယ်ဆီနဲ့ပွဲစဉ်မှာဒီကစားသမားကအရေးကြီးတဲ့ဒါကစားသမားတအူဖြစ်တဲ့အတွက် ါ risk မယူခြင်းလို့သူထားခဲ့ရဆိုရင်ပြောလာတယ်ဆိုတော့ကျွန်တော်ပြန်ပြီးတော့တွေးကြည့်ရမှာဗျာ Chelsea နဲ့ပွဲစဉ်မှာခီးဆာကိုသူဘလို့အသုံးပြုလာမလဲတေချာတစ်ခုကဗျာသူပွဲထွက်လူချင်းမှာရောအသုံးပြုနိုင်ပါမလားအသုံးပြုလာပါမလားဒါကျွန်တော်တို့ဒီတာမှာတေချာစဉ်းစားရမှာပေါ့လေဘာလို့ဆိုတော့လက်ရှိမိုးဆာလာမှာမိုးဆာလာကပရီးမီးယားလိမ်မှာပေါ့ဒါချန်ပီယံလိမ်မှာပေါ့သူ့ရဲ့ form ကပြတ်နေတယ်အချမ်းမြန်လေးမှာတော့မိုဆာလာကဒါပြီးခဲ့တဲ့တီကိုနဲ့ပွဲစဉ်မှာတော့တကယ်ကောင်းတဲ့ခြေစွမ်းတစ်ခုကိုပန်ဆန်ခဲ့တယ်။သို့ပေမဲ့ ပရီးမီးယားလိမ်မှာတော့လက်ရှိမိုဆာလာရဲ့ဖောင်ကတော်တော်လေးကိုကျနေတယ်။အဲ့ဒီအတွက်မိုဆာလာကိုပရက်ရှာပေးဖို့အတွက်ဒါသူကိုရီကပ်ဘိုကိုပရက်ရှာပေးခြင်းလို့ဒါဖလိုရန်ဗီယက်ကိုတောင်းပန်ကိုထုတ်ပြီးတော့ကစားတဲ့ပုံစံမျိုးပေါ့လေ။အဲ့ဒါမျိုးကိုမိုဆာလာကိုပရက်ရှာပေးဖို့အတွက်ကိုဒါခီးစားကိုတောင်းပန်ပြန်ပြီးတော့ထုတ်ပြီးတော့သုံးမလားဒါကိုကျွန်တော်တို့စောင့်ကြည့်သွားရမှာပေါ့လေ။ပြီးရင်လည်းဒါသတင်းတော့ဖြစ်သူကထပ်ပြီးတော့အနည်းနည်းပြဖြစ်သူကိုမေးတယ်ပေါ့လေ။ဗာမေးခဲ့လဲဆိုတော့ခင်ဗျားအနေနဲ့ပဲလေးကိုဒါ ောက်ကိုရကုန်းနဲ့ရှောင်းနေခဲ့တဲ့ပွဲစဉ်မှာအတင်းရဲ့ခံစစ်နဲ့ပတ်သက်ပြီးတော့ဘလို့ထင်လဲနောက်ထပ်ဘာတွေပြင်ဆင်ပြီးတော့ဒီကနေ့ပွဲစဉ်ကိုပြင်ဆင်လာခဲ့လဲလို့ဒါနီးပြသတင်းနောက်ဖြစ်သူကမေးရဲ့အဲအဲ့ဒီအရာပေါ်ကိုနီးပြဖြစ်သူအာနေရှော့ကဘာပြန်ဖြေခဲ့တယ်လဲဆိုတော့အာနေရှော့ကကျွန်တော်တို့ခံစစ်ကပြီးခဲ့တဲ့ယာတီကဘလောက်တိအောင်ကောင်းခဲ့တဲ့ခံစစ်လဲဆိုတာတက်တည်ပြပြီးသွားပြီပေါ့လေဒါဒီယာတီမှာလည်းအဲ့ဒီလိုမျိုးကောင်းတဲ့ပုံစံမျိုးတွေကျွန်တော်တို့အကြိမ်ကြိမ်အခက်ခါကျွန်တော်တို့လုပ်ပြီးသွားပြီတိုးပေမဲ့ ကျွန်တော်တို့ဒီဟာဒီမှာဆိုရင်လက်ရှိဒီပွဲစဉ်ခွန်အထိပြင်းပြလေးပွဲစဉ်6အကြောင်းမှာကျွန်တော်တို့ set piece ကနေပြီးတော့ twin goal တွေ၄ goal တိခွင့်ပြုခဲ့ရတယ်။အဲအဲ့ဒီအတွက်ကျွန်တော်တို့ search piece တွေမှာတော့တေချာပို့ပြီးတော့ပြင်ဆင်ရမယ်ဆိုတာကျွန်တော်တို့ကောင်းကောင်းနားလေ။ဒါပေမဲ့လည်းကျွန်တော်တို့ကပြီးခဲ့တဲ့ရာသီမှာ search piece တွေက twin goal တကူမှခွင့်ပြုခဲ့ရတာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့လေ။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ခံစစ်ဆိုတာကအများကြီးအပြောင်းလဲလုပ်ဖို့မလိုသလိုဒါလက်ရှိခံစစ်ကလည်းအကောင်းဆုံးခံစစ်တစ်ခုဖြစ်တယ်။ အဲပြီးလို့ရှိရင်လည်းလက်ရှိမှာကျွန်တော်တို့ရဲ့ခံစစ်ကစားသမားတွေကအပြောင်းလဲတွေဘလို့ပဲလုပ်လို့ဒီကစားသမားတွေကဒီ quality ကိုပဲရှိနေတယ်ဆိုပြီးသူပြောသွားတယ်အဲပြီးလို့ရှိရင်ခံစစ်နဲ့ပတ်သက်ပြီးတော့လက်ရှိမှာကျွန်တော်တို့အတင်းကဒါခံစစ်ကိုအများကြီးပိုကောင်းလာအောင် ကစားရမယ်ဒီပေးခဲ့ရတဲ့ twin core တွေဆိုတာလေကျွန်တော်တို့ကံမကောင်းလို့ပေးခဲ့ရတဲ့ twin core တွေဖြစ်တယ်ဆိုတာတတ်သိပြဖို့အတွက်ဒီထက်ပိုကောင်းတဲ့ခန်းစစ်ကစားပုံမျိုးကိုကျွန်တော်တို့ပြရမယ်ဆိုပြောသွားတယ်ဆိုတော့သူဆိုလို့ကျွန်တော်အပြာလက်ရှိခန်းစစ်ကအမှားမရှိဘူး သူပြောချင်တာလက်ရှိဒါကျွန်တော်တို့တော့ဘူးခံစစ်ကသူအမားမရှိဘူးဒါပေမဲ့ဒါပေးခဲ့ရတဲ့ twin ကိုတွေပေးခဲ့ရတဲ့ပေးကိုတွေရှိတယ်ဒီပေးကိုတွေဆိုတာလေကံမကောင်းလို့ပေးခဲ့ရတာအာဒီကံမကောင်းတဲ့အရာကိုငါတို့တတ်သိပြဖို့လိုတယ်လို့သူပြောသွားတယ်ဆိုတော့တကယ်တမ်းကံမကောင်းလို့ကျွန်တော်တို့တွေပေးကိုတွေပေးခဲ့ရလားဒီနေရာမှာကျွန်တော်တို့ပြန်ပြီးတော့မေးကြည့်ပြန်ပြီးတော့စဉ်းစားဖို့တော့လိုပြီပေါ့လေတကယ်တမ်းကျွန်တော်တို့အတင်းကကံမကောင်းလို့တကယ်တမ်းဒီ twin ကိုတွေခွင့်ပြုခဲ့ရဆိုတော့ကံမကောင်းလို့ခွင့်ပြုခဲ့ရလားဆိုတော့မှန်တယ်ကြတော့ဗျာကျွန်တော်တို့ကံမကောင်းတာမဟုတ်ဘူးဗျာချင်းချင်းလေးပဲ အဲ့ဒီဒါကျွန်တော်တို့ပေးခဲ့ရတဲ့ပေးကိုးတွေမှာဆိုကံမကောင်းလို့မဟုတ်ဘူးခံစင်းညံ့ဖြင်းလို့ကိုပေးရတာဒါကကျွန်တော်ပုံမှန်လင်းလင်းပြောတာပေါ့လေဒါတကယ်ပုံမှန်လင်းလင်းကိုပြောတာဘာလို့လဲဆိုတော့ကျွန်တော်တို့ယာဒီအစားဖြစ်တဲ့ဘုံမောင်းနဲ့ပွဲစဉ်မှာကြည်စုပ်ပြတ်တက်နေတဲ့ခံစစ်ကိုပန်ဆိုင်ခဲ့ရတယ်ပြီးလို့ရှိရင်ညူကစင်နဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဆတ်စပီကြီးကဂိုးတွေပေးခဲ့ရတယ်ပြီးရင်လည်းပိုတက္ကနီကဒါခရစ်တယ်ပယ်လီနဲ့ပွဲစဉ်မှာဆိုရင်လည်းတွင်းကိုတွေပြန်ပြီးတော့ခွင့်ပြုပေးခဲ့ရတယ်ဒါတွေကတော်တော်လေးကိုခံစစ်အားနေတာကိုကျွန်တော်တို့မြင်ရတယ် တို့ဝင်မဲ့အာနေရှော့အနေနဲ့ကဒါကခံစည်အားနေတာမဟုတ်ဘူးလို့သူပြောသွားတယ်။အဲပြီးရင်သူထပ်ပြီးတော့ပြောသွားတာရှိသေးတယ်ပေါ့လေ။အဲအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့ခံစစ်ကဂိုးမပေးရဖို့အတွက်ကိုခံစစ်တနေရာတွေကလှုပ်ဆောင်ခဲ့တာမဟုတ်ဘူး။ကစားသမား17ယောက်လုံးကဒီဂိုးမပေးရဖို့အတွက်ကိုကျွန်တော်တို့အများကြီးလှုပ်ခဲ့တယ်။ဘလို့တွေလှုပ်ခဲ့တယ်လဲဆိုတော့ပြိုင်ဘက်ကိုအခွင့်အရေးတွေဂိုးရဖို့အတွက်အခွင့်အရေးတွေကိုလှုပ်ဖို့နေနေတတာဖန်တီးဖို့နေနေတတာအဲ့လိုမျိုး ဖန်တီးဖို့အတွက်လမ်းစာတောင်ရှာမရအောင်လို့၁၁ရောက်လုံးကစူးစမ်းပြီးလုပ်ခဲ့တယ်။အဲ့လိုမျိုးလုပ်ခဲ့တယ်လို့ပဲဒီယာဒီမှာအဲ့ထက်ပိုကောင်းတဲ့အရာတစ်ခုကိုလုပ်ဖို့လိုအပ်တယ်လို့သူပြောသွားတယ်။ပြီးရင်ပြီးခဲ့တဲ့ယာဒီတုန်းကသူခန့်စစ်ကစားပုံကဒါခန့်စစ်မာကြီးပဲသူတို့ကကစားတာမဟုတ်ဘဲနဲ့ဂိုးပေါင်းနဲ့ခဝဲဝဲနေရာကိုဘောလုံးနေထားပြီးတော့ပြောချင်တာဗျာကျွန်တော်တို့ဂိုးပေါင်းနေရာမှာကျွန်တော်တို့ခန့်စစ်အေရီးယားနေရာမှာဘောလုံးကအမြဲတမ်းလို့လို့ရှိမနေအောင်သူလှုပ်ထားတယ် မြေတန်းဘောလုံးကိုတိုက်စစ်မှာပဲတိုက်စစ်နဲ့ကွင်းလင်မှာပဲသူကင်ပြီးတော့ကစားထားတယ်ဒါကလည်းခန့်စစ်ကစားနည်းတစ်မျိုးပဲဖြစ်တယ်လို့သူပြောသွားတယ်ဆိုတော့ဒါကမြန်မနစ်ကယာတီကမှန်ချင်မှန်နေလိမ့်မယ်ဒါမနစ်ကယာတီနဲ့ဒီနှစ်ယာတီရဲ့ကွာခြားလာပုံကပရီးမီးယားလိအသင်းတွေကပြတနှစ်ထက်တစ်နှစ်ပိုကောင်းတဲ့အသင်းတွေဖြစ်လာတယ်လို့ဟိုတနှစ်ထက်တစ်နှစ်လည်းပိုပြီးတော့နီးစနစ်ပိုင်းနေပြီးလို့ရှိရင်တနှစ်ထက်တစ်နှစ်အသင်းတွေကပိုပြီးတော့ကောင်းလာတဲ့ဒါနီးစနစ်တွေကိုအသုံးပြုလာတယ်ကစားသမားတွေကလည်း quality ကလည်းတနှစ်ထက်တစ်နှစ်ပိုကောင်းလာတယ် အဲ့လိုမျိုးအနေထားမျိုးမှာမနစ်ကအရာတွေကိုကျွန်တော်တို့ပြန်ပြောနေလို့မရတော့ဘူးလို့တော့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့မနစ်ကကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့တဲ့အချိန်မှာပြိုင်ဘက်ကိုရီးယားရဲ့နီးစပ်သုံးပြိုင်ဘက်တွေကိုလိုက်ကင်အကုန်လုံးကတိုင်ပတ်နေတဲ့အသင်းတွေပဲ။ဒါမနစ်ကကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့ရဆိုတော့အာဆင်နယ်မှာဆိုရင်လည်းတိုက်စစ်မှုမရှိကြတိုက်စစ်မှုမရှိဘဲနဲ့မနစ်ကယာတီတင်းသွားတာအာဆင်နယ်ဆိုရင်မန်ချက်စတာစီးတီးဆိုရင်ဒန်ယာပြဿနာရင်းနဲ့တိုင်ပတ်ပြီးတော့ဂွာရီယိုလာကလုံးဝတိုင်ပတ်ပြီးတော့ဒါသူအဆင့်သုံးနေပဲယာတီတင်းသွားတာ။ ်ချယ်ဆီဆိုရင်လည်းကောင်းတော့မလို့လို့ဘာလို့လုံးနဲ့နောက်ပိုင်းမှာသူတို့ဒါ conference league ကိုပို့ပြီးတော့အာရုံစိုက်တာတွေဘာညာနဲ့သူတို့ဒီတိုင်းပဲ champion league ဝင်ခွင့်တွေပဲကျင့်တက်သွားတာအဲ့ဒီအချိန်တွေမြို့မှာလဘာဘူးကတောင်နေပြည့်တဲ့မြင်းဖြစ်သွားခဲ့တာပြီးခဲ့တဲ့ယာတွေကအဲ့ဒီယာကြီးကိုကျွန်တော်တို့ပြန်ပြီးတော့တန်းတနေလို့မရတယ်လို့ပြန်ပြီးတော့လည်းအိမ်မက်မက်နေလို့မရဘူးလို့တော့ကျွန်တော်ထင်တယ်သူတို့ဒီလိုမျိုးခံစီအမားတွေကိုသူတေချာတော့ပြင်ဆင်ဖို့တော့လိုအပ်ပင်လို့ထင်တယ်ပေါ့လေ ဆိုတော့သူကဒီခန်းစစ်ကစားပုံနေနဲ့ပတ်သက်ပြီးတော့သူအများကြီးပြောင်းလဲစရာမလိုသလိုခန်းစစ်ကလည်းလက်ရှိမှာအကောင်းဆုံးခန်းစစ်ဖြစ်တယ်လို့သူပြောသွားတယ်။ဒါပေမဲ့ search engine တွေမှာတော့ဒီထက်ပိုပြီးတိုးတက်လာအောင်လုပ်ဖို့အတွက်လိုအပ်တယ်လို့သူပြောသွားတယ်။အဲ search engine တွေမှာဆိုရင်ပေါ့လေဒါလက်ရှိမှာဆိုရင်သူ search engine တွေကနေပြီးတော့ twin core တွေ၄ခုလောက်ခွင့်ပြုခဲ့ရတယ်။ဒီ twin core တွေ၄ခုလောက်ခွင့်ပြုခဲ့ရတာကလည်းဒါကတော်တော်လေးကိုမှဒါကန်ဆိုးခဲ့တယ်လို့သူပြောသွားတယ်။အဲပြီးလို့ရှိရင်ဒါလက်ရှိ search engine ကိုခွင့်ပြုခဲ့ရတဲ့အပေါ်မှာလည်း ဒါလည်းဘာဘူးအသင်းအနေနဲ့ကဒါဆက်ပြီးဒီမှာလေလေဘာဘူးအသင်းကိုယ်တိုင်ကလည်းအားသာတဲ့အသင်းတသင်းဖြစ်တယ်ဒီတိုးတက်လာတဲ့ဘောလုံးလောကကြီးမှာဆက်ပြီးဒီကလည်းတော်တော်အရေးပါတဲ့အရာတစ်ခုဖြစ်လာတယ်ပွဲတစ်ပွဲရဲ့အဆုံးပြတ်တွေလည်းဖြစ်လာတဲ့အတွက်ဆက်ပြီးဒီကိုတော့အများကြီးတိုးတက်ကောင်းမွန်လာအောင်လုပ်ဖို့အတွက်လိုအပ်တယ်ဘာကြောင့်ဒီလိုပြောသလဲဆိုရင်လက်ရှိမှာကပရီးမီးယားလိမှာဆက်စပီဒီကြောင့်ပဲအနိုင်ရသွားတဲ့အသွင်းတွေကိုသူမြင်တွေ့ခဲ့ရတယ်လို့သူပြောသွားတယ်ဆိုတော့ဒါကတော့သူဘယ်လိုပြောမလဲတခြားအသွင်းကိုနည်းနည်းလေး တော်ထိကံကိုကပြောသွားရည်လို့ပဲကျွန်တော်ထင်တယ်ပေါ့လေပြီးရင်သူမန်ယူလိုက်တက်နဲ့ဒီဖရန်ဖုန်နဲ့ကစားခဲ့တဲ့ပွဲစဉ်ကိုသူမိနစ်25မိနစ်လောက်ထိသူပွဲကြီးခဲ့တယ်လို့သူပြောတယ်အဲ့အဲ့မိနစ်25မိနစ်လောက်မှာမိနစ်20လောက်ကဒီ set speed တွေ long through ball တွေဒါ long ball တွေဒီလိုမျိုးအရာတွေနဲ့ပဲပွဲကကုန်ဆုံးနေတာဒါကတိုးတက်လာတဲ့ဘောလုံးလောကအကြောင်းကိုပြနေတာဒါတခြား league နဲ့မတူတဲ့ premier league ရဲ့အဆင့်အတန်းတစ်ခုကိုပြနေတာဖြစ်တယ်လို့သူပြောသွားတယ်ပေါ့လေ အဲသူဘာပြောချင်တာလဲဆိုတော့ဒီ Brand United နဲ့ Branch Home နဲ့ပွဲမှာလက်ပစ်ဘောတွေ Sasvi တွေကပွဲတစ်ပွဲကိုအချိန်ကြီးအများကြီးယူထားတယ်။အဲပုံမှန်တိုင်းဆိုရင်ဒါ Open Play တွေကနေပြီးတော့ဘောလုံးတွေကအချိန်တော်တော်ကြီးကြာနေတာ။အဲ Play ဆိုင်က Team Play ဆိုင်ကပဲဘောလုံးအချိန်တော်တော်ကြာကြာကင်ထားတာပေါ့လေ။ဒါပေမဲ့စတာအဲ့ဒီပွဲစီမှာတော့ Sasvi တွေကတော်တော်များများအချိန်ယူထားတာဆိုသူပြောသွားတယ်ပေါ့လေ။ဒါကတော့ဒါပွဲချုပ်တင်းတာရှင်းလင်းပွဲမှာ Anestor ပြောသွားတဲ့ Kiesa နဲ့ဒါလက်ရှိဒီပါ Wuyi ခန်းစင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဆိုတော့ဒီဘော်လေးကိုဘယ်လိုမြင်ရလဲကျွန်တော်ကိုဒီချက်တော့ comment မှတ်ချက်လေးရေးပြကြပါအောင်ကျွန်တော်လည်း like subscribe လေးလုပ်ပြကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ဗျာ